မင်္ဂလာပါရှင်မေတ္တန်ခဘေးရင် application မှာကြိုဆိုပါရစေမေတ္တန်ခဘေးရင်ပြည်သူများအတွက်2025မေလ17ရက်နေ့မှ2025မေလ18ရက်နေ့အထိတပတ်စာဘေးရင် hostel များကိုဟောပြောပြီးတော့မှာပဲဖြစ်ပါတယ် တနင်္ဂနွေသားသမီးများအတွက်တပတ်စာပေတဲ့ဟော့စတန်မိမိလုပ်ငန်းအတွက်အရင်နေ့စိုက်ထုတ်မဲ့သူပေါ်ပြီသူမဟုတ်ရှေ့ရဝင်မဲ့သူပေါ်ပြီနိုင်ငံခြားတန်ရုံတရုံမှာဗီဇာလျှောက်ထားပါကရရှိပြီမော်တော်ကားအယောင်အဝယ်ဖြစ်ပြီ ပေပြောင်းနှံကောက်ပဲတည်နှံရောင်းဝယ်ရင်မှဈေးကောင်းရရှိမည်အမှုရှိပါကအမှုအတွက်တည်င်းကောင်းကြရမည်ကျန်းမာရေးမှာအယိုးကြီးပေါင်းရောကအနည်းငယ်ဖြစ်မည်ပညာရေးအခြေအနေကောင်းပါသည်ဆာမွေဖြစ်ထားပါကဆာမွေအောင်မည်အခြေရင်းနှင့်အိမ်တော်ရေးမှာတာရပါသည်တန်ကောင်းသောကနန်းများမှာတင့်ငါခွန်ကနန်းများဖြစ်ပါသည်ဂျေရယာအနေဖြင့်တနင်္ဂနွေနေ့မှာတကိုးကြီးဖျားတနင်္ဂနွေတောက်မှာ မြေစာကိုညို့ခန်းကော်ကိုညို့တပြေကိုညို့ကတ်လူပါမင်းငွေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေရှင်။ တနင်္လာသားသမီးများအတွက်တပတ်စာပြေခြင်းဟော့စတန်အိနေရအရွှေ့အပြောင်းပုံပြီးသို့မဟုတ်အိမ်သစ်တက်ရပြီဝန်ထမ်းဖြစ်ပါကလက်ဝန်းဝင်မှာအတိုက်ခိုက်ပုံပြီးအိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအရောင်းအဝယ်အတွက်တည်င်းကောင်းကြရပြီရရှိရရှိသောဝင်များဝင်ပြီးအခုခုခံရပြီရေလုံငန်းနှင့်ရေထွက်ပစ္စည်းရောင်းဝယ်ရေလုံငန်းမှာအကျိုးအမြင်များရရှိပြီအမွေကိစ္စနှိမ့်နိုင်ဖွဲ့ဝင်မှုအောင်မြင်ပြီကျမကြီးကလက်သို့မဟုတ်ခြေထောက်နာမီပညာရေးမှာအနောက်ရှက်ပုံပြီး အချင်းမှာချစ်သူဟောင်းဒုက္ခပေးမိအိမ်တော်ရင်းမှာလည်းအိမ်တော်ပဲအိမ်ညွန်ညူမှုကိုခံရမိကံကောင်းသောခဏမ်းများမှာ၁၄၉ခဏမ်းများဖြစ်ပါသည်ဂျေရယာနေဖြင့်တနင်္လာနေ့မှာတကိုးကြီးဖျက်တနင်္လာထောက်မှာငွေချီးနှစ်လက်ကပ်လူပါတနင်္လာသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျေးမာခြင်းများနဲ့ပြည့်စုံကြပါစေရှင် အင်္ဂါသားသမီးများအတွက်တပတ်စာပြေရင်ဟော့စတက်စိုင်းသစ်ဖွင့်ခြင်းလုပ်ငန်းသစ်ပြုလုပ်ရခြင်းများပြုလုပ်ရပြီးဝန်ထမ်းဖြစ်ပါကလစာတို့ယာတို့တို့ပြီးအိမ်အိမ်ကန်ကုန်တို့ကန်အရောင်းဝယ်ပြုလုပ်ရပြီးအမှုရှိပါကအမှုနိုင်ပြီးစံစပါရောင်းဝယ်ရေးကောင်းပြီးစာချုပ်စာတမ်းပြုလုပ်ရပြီးနိုင်ငံခြားမှငွေရောက်ပြီးသို့မဟုတ်နိုင်ငံခြားမှငွေဝင်ပြီးကျန်းမာရေးကတော့မောပန်းလွယ်ပြီးပညာရေးမှာကံကောင်းပါသည်အခြေရေးမှာချစ်သူထံမှသတင်းကောင်းကြားရမည်အိမ်တော်ရေးမှာလည်းတာယာပါသည်ကံကောင်းသောကနန်းများမှာ 468ကနန်းများဖြစ်ပါသည်ရေရာအနေဖြင့်အင်္ဂါနေ့မှာတဘိုးကြီးဖျားအင်္ဂါတောက်မှာစပယ်ငါးကုန်းကတ်လူပါ အင်္ဂါသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါသည်ရှင် ကိုတဟူသားသမီးများအတွက်တပတ်စာပြေတဲ့ဟော့စတန်အလုတ်လျှောက်ထားပါကသို့မဟုတ်အလုတ်ရှာနေပါကအလုတ်ရပြီအိမ်အိမ်ကန်းတိုက်ခန်းကွန်ဒိုကန်းအရောင်းအဝယ်ဖြစ်ပြီးဘာသာရေးကိစ္စဆောင်ရွက်ခြင်းသို့မဟုတ်ဘာသာရေးဆိုင်ရာအဓိဋ္ဌာန်ဝင်ခြင်းများအောင်မြင်ပြီးနိုင်ငံရေးချခီးထွက်ရန်အတွက်တည်ငောင်းကြရမည်ရရှိရန်ရှိသောငွေများဝင်ပြီးစိုက်ပျိုးရေးလုပ်ငန်းမှာအနောက်အရှက်ပေါ်ပြီးရွှေနှစ်ပတ်သက်ပြီးတောကရောက်ရမည်ကျန်းမာရေးမှာအသေးရောက်ပြီးပညာရေးမှာတိုးတက်မှုရှိပါသည်အခြေရေးနှင့်အိမ်တော်ရေးတာယာပါသည်ကံကောင်းသောကနန်းများမှာ၄၅ ာပိုကလေးများဖြစ်ပါသည်ဂျေရဲအနေဖြင့်ဗုဒ္ဓဟူးနေ့အကိုကြီးပြဗုဒ္ဓဟူးတောင်းမှာရွှေချီလေးလက်ကပ်လိုပါဗုဒ္ဓဟူးသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျေးမှခြင်းများနေ့ပြည့်စုံကြပါသည်ရှင် ခြားသာပရိသတ်သမီးများအတွက်တပတ်စာပြေခြင်းဟော့စတန်ဝန်ထမ်းဖြစ်ပါကအလုပ်ပြောင်းသို့မဟုတ်အလုပ်နေရာပြောင်းရမည်မြေအယောင်အဝယ်အတွက်စာချုပ်ချုပ်ရမည်ပဲပြောင်းနှံကောက်ပဲတင်နဲ့ရောင်းဝယ်ရေးကောင်းမည်ကျွေးကိစ္စရှင်အေးရမည်ဆွေမျိုးအကြီးအကဲတအုပ်ထံမှအကူအညီရရှိမည်ပြောင်းနေသောပစ္စည်းပြန်တွေ့မည်ဇဝေးရောက်နေသောမိသားစုဝင်တဦးပြန်ရောက်လာမည်တည်င်းကောင်းကိုကြားရမည်ကျန်းမာရေးကတော့နာယောဂါဖြစ်မည်ပညာရေးမှာအောင်မြင်မှုများရရှိမည်အခြေရေးမှာချစ်သူဤယုံမှတန်လျာဖြစ်မှုကြောင့်စိတ်ညစ်ရမည်အိမ်တော်ရေးမှာလည်းအိမ်တော် က်နှင့်စကားများရမည်ကံကောင်းသောခဏများမှာ3 4 6ခဏများဖြစ်ပါသည်ရေရာအနေဖြင့်ကြာသာပရင်းနှင့်မှာနေအိမ်ဖျားចောင်းဆောင်မှာစွန်းသုံးပွဲပေါ်မှာပေါက်ပေါက်ထည့်ပြီးကတ်လှူပါကြာသာပရင်းသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါသည်ရှင် ။အောက်ကြသားသမီးများအတွက်တပတ်စာပြေတင်ဟောဆက်တဲ့။အမျိုးလင်းပဲငွေဝင်လာပြီ။တန်ယုံတရုံမှာဗီဇာလျှောက်ထားပါကဗီဇာရရှိပြီ။အိနေရအွှေ့အပြောင်းပေါ်ပြီ။သို့မဟုတ်အိမ်သစ်တက်ရပြီ။မော်တော်ကအယောင်းအဝယ်မှားပြီ။တခိုးခိုးလူလိန်ခံရတတ်သည်သတိထားပါ။နေအိမ်ကိုတစ်တာရောက်လာပါကကံညံ့ပြီ။ဆွေမျိုးထဲမှာမင်္ဂလာသတင်းကြားရပါကနမိတ်ကောင်းပါသည်။ကျမ်းမာရေးကတော့ချောင်းဆိုးပြီ။အချီရင်မှာချစ်သူနှစ်ဦးကြားမှာအနှောက်ယှက်ပေါ်ပြီ။အိမ်တော်ရင်မှာလည်းအဆင်မပြေပါ။ကံကောင်းသောကနန်းများမှာ1 3 5ကနန်းများဖြစ်ပါသည်။ တရားအနေဖြင့်တောက်ကြနှင့်တကိုးကြီးဖျားတောက်ကြတောင်းမှာတတိညို့22ညို့ကတ်လူပါတောက်ကြသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းများနှင့်ပြည့်စုံကြပါစေရှင် စနေသားသမီးများအတွက်တပတ်စာပြေခြင်းဟောစတန်နိုင်ငံခြားခရီးအတွက်လင်းရင်လက်မှတ်ဝယ်ရမည်အလူဒါနာပြုလုပ်ရန်အစီအစဉ်ပေါ်မည်အလုတ်အစ်ပေါ်မည်သို့မဟုတ်အလုတ်အစ်အတွက်တည်င်းကောင်းကြရမည်စက်ပစ္စည်းဝင်မည်ရေလုံငန်းရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှအကျိုးအမြတ်ရရှိမည်မော်တော်ဆိုင်ကယ်အရောင်းအဝယ်ဖြစ်မည်ကျွေးကိစ္စရှင်အေးရမည်စံစဘာရောင်းဝယ်ရေးမှာဈေးကောင်းရမည်အကျွေးဟောင်းပြန်ရမည်ကျန်းမာရေးမှာခါနာမည်ပညာရေးမှာအောင်မြင်မှုများရရှိမည် အချင်းမှကံကောင်းပါသည်ချစ်သူဟောင်းနှင့်ပြန်လည်ဆုံတွေ့ရမည်အိမ်အောင်ရင်းမှလည်းတာယာပါသည်အိမ်အောင်ဘက်ရဲ့ဆွေမျိုးများထံမှအကူအညီရရှိမည်ကံကောင်းသောကနန်းမှာနှစ်6ခွန်ကနန်းများဖြစ်ပါသည်ကျေရရအနေဖြင့်စနေနေ့တကူကြီးဖျားစနေတော့မှထီးနီကိုလက်ကတ်လူပါစနေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ရေးကျမ်းစာများနှင့်ပြည့်စုံကြပါစေရှင်မင်းသင်္ခါ application မှာဆရာဦးဟိန်ထက်စောဆရာမဒေါ်စုလေးရတနာတို့နဲ့ video call မင်းမြန်နိုင်ပါတယ်ရှင် ဆရာကြီးမင်းသင်္ခါရဲ့တပည့်အရင်ရန်ကုန်မန္တလေးမှဝိုင်းရင်ဆရာဆရာမများနဲ့လည်းဗီရင်မင်းမြနိုင်ပါတယ်ရှင်။ခုနှစ်ရက်သားသမီးများအတွက်ဆောင်းရန်ရှောင်းရန်တပတ်စာကညီမကိုမင်းသင်္ခါဗီရင် YouTube Channel တွင်လည်းကြည့်ရှုနိုင်ပါတယ်ရှင်။မင်းသင်္ခါဗီရင် Application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။